ကမွန်ချုံရွာလေကြောင်းတက်ခိုက်ခံရပြီးနောက်ဒေသခံပြည်သူတွေထိတ်လန့်ကြောက်ရွံ့နေရတဲ့တဲ့င်။အာနာဒိုင်းစစ်အုပ်စုကပထမအကြိမ်မိရှုဖျက်ဆီးထားတဲ့စလင်းမြို့နယ်နဲ့25မိုင်လောက်ကွာဝေးတဲ့ကမွန်ချုံကျေးရွာကိုပြီးခဲ့တဲ့မလ20ရက်နေ့ညနေ4နာရီခန့်မှာလေကြောင်းကနေတိုက်ခိုက်ခဲ့တယ်လို့စလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတို့က Rapid Call သတင်းဌာနကိုပြောပါတယ်။ မကွေတိုင်းစလင်းမြို့နယ်ရှိကင်မုံချုံရွာကိုအာဏာသိမ်းစစ်အုပ်စုကဂျက်ဖိုက်တာနှစ်စီးဖြင့်လာရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီးအမျိုးသားတအုပ်ကတိဆုံးခဲ့တယ်လို့ကိုဝင်ဆောင်မိခင်အပါဝင်ပြည်သူနှစ်ဦးကထိခိုက်ဒဏ်ရာရရှိခဲ့ကြပါတယ်။စလင်းမြို့နယ်ပြည်သူအုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတအုပ်ကအဲ့ဒီရွာကမြေပြင်စစ်ကြောင်းလည်းမရှိဘူး။အခုတော့ထိခိုက်သူတွေကိုစေဝါကူသားမှုပေးနေပါတယ်ဗျ။တိဆုံးသွားသူကိုတချို့ပေးလိုက်ပါတယ်။ထိခိုက်သူတွေကတော့မစိုးရိမ်ရပါဘူးလို့ရပ်ပီကော့သတင်းဌာနကိုပြောပါတယ်။ ပြီးခဲ့သည့်2022ခုနှစ်မတ်လ28ရက်နေ့တွင်ငလိုင်တွင်းရေနံမြေရှိအာနာသိန်းစစ်အုပ်စုကကင်မွန်းချုံရွာကိုရွာလုံးကျွတ်မိရှုဖျက်ဆီးခဲ့ပြီးနောက်ယခုနှစ်မတ်လ20ရက်နေ့မှာဒုတိယအကြိမ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။အဆိုပါတိုက်ခိုက်မှုကြောင့်ဒေသခံပြည်သူတွေကတောထဲတွင်သွားရောက်နေကြရပြီးကြောက်လန့်နေကြတယ်လို့အထက်ပါတာဝန်ရှိသူတို့ကအခုလိုထပ်ပြောပါတယ်။ရွာမှာတအားကြောက်နေကြပြီးတောထဲတွေရောက်နေကြတာထိတ်လန့်နေကြတော့မှာ ရွာမှာပြန်နေဖို့ကြောက်နေကြတာဗျ။အရင်ကလည်းမိရှုခံထားရတော့ရွာပြန်နေတာလည်းတနည်းလောက်ပဲရှိသေးတာပါ။အာနာသိန်းစစ်အုပ်စုဤလေချောင်းတိုက်ခိုက်မှုကြောင့်58နှစ်အရွယ်အမျိုးသားတအုပ်ကတည်ဆုံးခဲ့ရပြီးကပ္ပိယနှအုပ်အပါအဝင်ဘုံကြီးကျောင်းရှိတွင်ထိုင်နေသည့်ပြည်သူနေအိမ်တစ်လုံးမှာကိုဝင်ဆောင်အမျိုးသမီးတအုပ်လည်းထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ လက်ရှိအချိန်တွင်ကမွန်းချုံကြည်ရွာမှာပြည်သူများကစစ်ဘေးတိတ်ရှောင်နေကြရသလိုဒေသခံအဖွဲ့အစည်းတွေကနှစ်သိမ့်ဆွေးနွေးတာတွေလှုပ်ဆောင်ပေးနေရပြီးအရက်ဘတ်အဖွဲ့အစည်းများဤထောက်ပံ့ကူညီမှုတွေကိုလိုအပ်နေကြောင်းစလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကပြောပါတယ်။ကမွန်းချုံကြည်ရွာသည်စလင်းမြို့နယ်ဤအစွန်တွင် ရှိနေပြီးနှီးဝါ၊ဖျာရက်၊နှီးထိုးလုပ်ငန်းများကိုလုပ်ကင်သည့်ကြည်ရွာတစ်ခုဖြစ်ကြောင်းသိရပါတယ်။